မင်္ဂလာပါ MPD Mobile Phone သုံးဆက်သူများရှင်မိမိတို့ရဲ့ SIM card ကိုမှတ်ပုံတင်ပြုလုပ်ပြီးပါပြီလားရှင်မှတ်ပုံတင်ရသေးဘူးဆိုရင်တော့ခုပဲကိုယ့်ရဲ့ဖုန်းပေါ်ကနေမှတ်ပုံတင်လိုက်ရအောင် MPT ရှေ့သို့လမ်းချီမြန်မာပြည်ကချင်ပြည်နယ်မိုးညင်းမြို့နယ်ရှိပြည်နယ်အဝင်ဂိတ်ဖြစ်တဲ့နန်စီအောင်ပူအောင်စစ်စေးဂိတ်မှာစက်သိန်းပေါင်း3600ကျော်တန်ဖိုးရှိတဲ့မူရည်စီဝါတွေကိုဖေဖော်ဝါရီလ14ရက်နေ့နဲ့နှစ်ပိုင်းကဖမ်းမိခဲ့တယ်လို့သိရပါဗျ။ ဖြစ်စဉ်မှာနန်စီအောင်ပူပေါင်းစစ်ဆေးဂိတ်မှာရဲအုပ်ဝင်းကိုဦးစီးတဲ့အဖွဲ့ဟာရင်ဝင်ရင်ထွက်တွေကိုစစ်ဆေးရှောင်ဖွင့်နေစဉ်စကိုင်းတိုင်းဒေသကြီးဘက်မှာကချင်ပြည်နယ်ဘက်သို့ရင်မောင်းတင်မိုးလေး24နဲ့ဗမော်မြို့နေသူမောင်းနေပြီးမောင်းလာဆန်25နဲ့ကုတ်ခိုင်မြို့နယ်မုံစီကျေးရွာနေသူလိုက်ပါလာတဲ့မတူအမျိုးသားရင်ကိုရက်တန့်ရှောင်ဖွင့်စစ်ဆေးခဲ့ကြောင်းသိရပါတယ်အဲ့လိုရှာပွေစစ်ဆေးရမှာရင်းနောက်ဖုံးအတွင်ခီးဆောင်အိတ်နှလုံးအတွင်မှကြွကြဲအနက်ရောင်ပတ်ထားပြီးဘိန်းဖြူလိုယူဆရတဲ့ဖြူဝါအမုတ်၁၂ဂရမ်စီပါဆက်ပြာကွက်၂၀၀ 2019ခုကစုစုပေါင်းအလေချိန်2628ဂရမ်ကတန်ဖိုးအပြင်ဒဂရမ်ကို8000ကျပ်နှုန်းနဲ့စုစုပေါင်းဘိန်းဖြူတန်ဖိုး7139သိန်း6000တိတ်ဝါရောင်နဲ့ပတ်ထားတဲ့အပြာရောင်ကက်ခွာအိတ်အတွင်းမှာ 88မြင်းဆောင်ဝမ်စိတ်ကြွယူသူဆေးပြား200ပြားစီပါအထုပ်30တုံးပြင်အားထပ်မံထုတ်ပို့ထားတဲ့အထုပ်9ရုံစုစုပေါင်းဆေးပြား6တောင်းဆေးပြားတစ်ပြားကို3တောင်းလုံးနဲ့စုစုပေါင်းတန်ဖိုး7300ကိုရှောင်ဝင်ဖန်းစီရမိခဲ့ကြောင်းသိရပါတယ်အဲ့ဒီမူရင်ဆေးဝါးတွေတဲဆောင်လာသူနှစ်ဦးကိုစစ်ဆေးရမူရင်ဆေးဝါးတွေကို2019ဖေဖော်ဝါရီလ12ရက်နေ့မနက်6နာရီအချိန်ကပြင်ဦးလင်မိုးကုတ်လမ်းပေါ်ရှိမိုးလုံးကျေးရွာအနီးမှာမြကြီးနားမြို့ပေါ်သို့ရင်မောင်းက73သိန်းကျပ်နဲ့ ကိုဒီလာခေါ်ခေါ်လာဆိုသူမှာငားရဲနာကြောင့်ပို့ဆောင်ပေးရခြင်းဖြစ်ကြောင်းမြကြီးနာမျိုးတို့ရောက်ရှိပါကသူဆက်သွယ်တဲ့နေရာသို့တွားရောက်ပို့ဆောင်ရမှာဖြစ်ကြောင်းစစ်ဆေးပုံပေါင်းခဲ့တယ်လို့သိရပါတယ်။မူရဲစေဝါတွေဖန်ဆီးရမိတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကချင်ပြည်နယ်ရဲမှူးကြီးထုံးကကချင်ပြည်နယ်မှာ2019ခုနှစ်အတွင်းအများဆုံးဖန်ဆီးမိတဲ့ဖြစ်စဉ်ဖြစ်ကြောင်း ကယ်ရီတဲ့နှစ်ယောက်ကိုပဲမိလိုက်တာဖြစ်ပြီးမြကြီးနားမှာလာယုံမဲ့ကုံတဲကိုမမိလိုက်ကြောင်းမူးယင်စေဝါတွေကရှမ်းမြောက်မုံစီဘက်ကနေထွက်လာတာဖြစ်ပြီးကားနောက်ဖုံးထဲမှာပေါ်တင်ကိုတင်လာတာဖြစ်တယ်လို့ပြောပါရယ်အခုခေတ်မူးယင်ရာစာတွေကစင်ကဲစင်ကဲဈာထဲမှာအစင်းစင်းခုကန်ပြီးတော့မှအဲတဲဆောင်ခိုင်းတဲ့ကယ်ရီတွေပဲဒီလိုတွေပဲကျွန်တော်တို့ကပေါ်ထုတ်လို့ရတယ်ဒီနေ့အပြင်ပြောရင်တော့ကျွန်တော်တို့မှသူတို့ပူပေါင်းပြီးတော့မှပေါ်ထုတ်နိုင်မှသာလေပြင်ရင်လည်းမိမှာပါ သူတို့ကလည်းပင်ရင်းနေပါတယ်ကိုလွယ်လွယ်ကူကူပို့ထုတ်ခြင်းမှလည်းပို့ထုတ်ပါလိမ့်မယ်ဒီလိုမပို့ထုတ်နိုင်အောင်လည်းပဲသူတို့ကိုအကြက်ကင်ထားတာတွေပဲရှိကောင်းရှိနိုင်ပါတယ်အဲ့တော့ဒီမျိုးကုန်းတစ်ခုဒါဘသူစီကယူလာတာလဲဘယ်နေရာသွားပို့မှလဲဆိုတော့ဒီနှစ်ခုကိုပဲတော်တော်ကိုမေးရတာဖြစ်ပါတယ်မေးတဲ့အခါမှာလည်းပဲဒီသူတို့စီကဖြေရတဲ့အချိန်မှာဖန်စီယာမိကိုအချိန်ကတော့နှောင်းနေပြီတစ်ခါကရင်းမိနေပြီကျွန်တော်တို့ဒီကွန်ဆက်တရားခံရှာပွေးရတာလည်းတစ်ခါတည်းမှာဒီလိုအကြီးစားမိတဲ့ ်စီမမစာမိပီဆိုရင်ခရခက်ဆက်ပေါ်ထွာဖြစ်ပါတယ်အခုလဲကျွန်တော်တို့ပို့မဲ့ပို့ဆောင်မဲ့နေရာအတီကိုဒီတည်လာတဲ့လူတွေနဲ့ပုံမပြက်ပဲဒီလိုတွားပြီးတော့စောင့်ဆိုင်ပြီးတော့လွယ်ပြောင်းနိုင်ဖို့အတွက်ဆောင်ရွက်တယ်ဒါတောင်းလေးမိတယ်ထင်တယ်ကျွန်တော်တို့လာပြီးတော့တည်မဲ့လာလက်ခံမဲ့လူကရေးမိပြီးတော့မလာပါဘူးလာတူပဲသူ့ကိုပို့ခိုင်းလိုက်တဲ့လူကလည်းပဲသူတို့အချင်းချင်းစကားဝတ်တွေပါနေနဲ့ လာရှိတယ်လို့ထင်ပါတယ်အချိန်လေးဒီဘဝဒီနဲ့အဲ့တော့ကျွန်တော်တို့ဒိတ်စီးတဲ့အချိန်ကညတနာကြီးကျွန်တော်တို့ဆက်သွယ်ခိုင်းတဲ့ဒီတယ်လီဖုန်းလေးနေရာတွေကိုလိုက်လံပြီးဆောင်တဲ့အချိန်ကသူတို့ချိန်ထားတဲ့အချိန်နဲ့မကိုက်တော့ဒီကတည်းကံကြီးကတော့လုံးလုံးစေမမီသေးဘူးဖြစ်ပါတယ်ဆိုလိုချင်တာကတော့ဒီကတည်းကံမိဖို့ဆိုရလည်းပဲဒီဖန်စီယမီရဲ့တင်ပူဆောင်တဲ့သူတွေရဲ့ဥပုံဆောင်ရမှုကလုံစွာအရေးကြီးပါတယ် ်သူတို့ပုံမှန်မသိပါဘူး။အဲ့ဒီအတွက်မူရင်ဇေဝရီလောဝယ်တွေ့ရှိသူတင်မို့လဲမောင်းလာဆန်နဲ့မူရင်ဇေဝပို့ခိုင်းသူကိုဒီလာကောခေါ်လာကိုမိုးညင်းမြို့မရဲ့စကံမှာမာယာပါ25မြင်းဆောင်2019မူရင်ဇေဝနဲ့စိတ်ကိုပြောင်းလဲစေတတ်သောဇေဝများဆိုင်ရာဥပဒေပုံမှာ25မြင်းဆောင်16ကကြီးမြင်းဆောင်20မြင်းဆောင်21နဲ့အမှုဖွင့်အရေးယူစေစေဆောင်ရရရှိတယ်လို့သိရပါဗျ။ကချင်ပြည်နယ်မှာ2016ခုနှစ်အတွင်းမူရင်အမှုပေါင်း1529မူတရားခံပေါင်း2090ဦးကိုအရေးယူနိုင်ခဲ့ပြီး ဖမ်းဆီးမှုတန်ဖိုးအားအနေနဲ့ဘိန်းဖြူမှာအများဆုံးဖြစ်ပြီးစက်သိန်းပေါင်း25,969သိန်းကျော်ဒုတိယအများဆုံးမှာစိတ်ကြွယူသူဆေးပြားဖြစ်ပြီးစက်သိန်းပေါင်း11,925သိန်းကျော်ဘိန်းမဲမှာစက်သိန်းပေါင်း1,088သိန်းဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျာ